ဒေါက်တာတို့အာ teacher teacher တို့ driver တို့ကဟိုတချို့အမြဲတမ်းထွက်နေကြ မွေးစားစကားလုံးတွေပေါ့နော်ဟိုတီချဲဆိုရင်လည်း blog မှာမြန်မာလူပြောတဲ့ခါကျရင်တီချဲလူပဲပြောရကွာဟို teacher ပါညာမထွက်ဘူးပေါ့နော်ဘာလို့လဲဆိုရင်ပြောနေကြဖြစ်နေရောမြန်မာလူပြောတဲ့ခါကျရင်ဒီ manglish ပြောရမှာ manglish အတန်နဲ့ထွက်မှာလေတခါကျရင် communication လုပ်ရအဆင်ပြေအောင်မရှိရလေဥပမာကိုကမုတ်သားဝယ်ရဆိုရင်ဟို lemon tea ပဲထားပါတခြား lemon tea လို့ပြောရင်ဘယ်သူမှမသိဘူးလေအဲ့ဒါဆိုရင် lemon tea လို့ပဲထပ်လိုက်ရမှာမျိုးရှိရမှာလားဒါပေမဲ့ကိုကဟိုကိုနဲ့ communicate လုပ်မဲ့လူကဒီမြန်မာကမဟုတ်ပဲ ਨੇ အခြား foreigner တွေနဲ့စကားပြောရမယ်ပေါ့နော်ဥပမာဟို IELTS ဆောင်ရွက်သွားဖြစ်ရဲ speaking test တွေဖြစ်ရမှာဆိုရင်တခြား limon တို့ driver တို့ teacher တို့ပြောရင်သူတို့အနေနဲ့ဘာကိုပြောရလဲဆိုတာလေနည်းနည်းလေး confusing ဖြစ်နိုင်တယ်နားလည်ရခက်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်အချိန်လေးပေါ်မှာမူတည်ပြီးတော့ဒီစာလုံးနေရအသက်ထွက်မအောင်လေသိတာဘူးလို့ပဲပေါ့နော်အာကိုကဒီဟိုမြန်မာလိုပြောနေရင်ညှက်ပြောတာမျိုးမှာဒီ main english အတန်နဲ့ပြောတာကိစ္စမရှိဘူးပေါ့တခြားဆိုလည်း bouncer တို့ teacher တို့အဲ့လိုမျိုးပဲထွက်တယ် ဒါပေမဲ့အဲ့လိုမဟုတ်ဘူး English conversation တခုခုမှာဟိုဒီစာလုံးတွေကိုထွက်ရအောင်မယ်ဆိုရင်ဘယ်လိုထွက်ရမလဲဆိုရင်ဟာဟိုဒီနေ့ video မှာတင်ပါဘောเนาะအဲ့ဒီ DI concept ကဟိုမြန်မာမှာကြောက်လေရှားဆောင် မရှိဘူးပေါ့နော်ဟိုတချို့မြန်မာဘာသာစကားတွေစလုံးတိုင်းအောင်အတန်ဖိပြီးပြောရမှာရတယ်ဟိုအဲ့ရောဟိုစလုံးတိုင်းအောင်အတန်ဖိလိုက်တဲ့ခါမျိုးမှာခုနလိုမျိုးပေါ့နော် teacher doctor ဆိုပြီးတော့လေအတန်နေထွက်လာတယ်ပေါ့နော်အဲ့တော့တကယ် English language မှာကြတော့ तू ကဟိုစလုံးတိုင်းအောင်အတန်မဖိဘူး word မှာ word stress syllable stress ဆိုတာရှိရပါတော့အချို့တော့အတန်တွေပဲဖြစ်ရဲအချို့အတန်တွေကိုဖြော့ပြီးတော့ထွက်တယ်ဟိုအဲ့ရတချို့ဒီမှာဒီဟာကိုအမှန်မှန်ကန်ကန်ထွက်နိုင်ဖို့ဆိုရင် word stress ကိုသိရမယ်ဟို now word stress ရဲ့ opposite ရွှားဆောင် and stress ပေါ့နော်အတန်ကို relax လုပ်ပြီးထွက်တဲ့ရွှားဆောင်သိရမယ်ပေါ့နော်အဲ့လိုဆိုတချို့အရင်ဆုံး word stress ကိုကြည့်မယ်ပေါ့ဆို word stress ရဲ့သဘောတရားစလုံးတစ်လုံးမှာဆိုတာအတန်ဘယ်နှတန်ရှိလဲပေါ့နော်ဥမာ doctor နှစ်သန်ရှိမယ်ကွာ dog နဲ့ turn နဲ့သူ consonant နဲ့ vowel နဲ့ပေါင်းထားရဲလို့အတွဲလိုက်လေးကိုတချို့ one syllable လို့သတ်မှတ်တယ်အဲ့တော့အဲ့လိုမျိုး syllable ဘယ်နှခုရှိလဲကြည့်ပြီးကြရင်လေသူတသန်နဲ့ရှိရဆိုတော့ကိစ္စမရှိဘူးအဲ့တသန်နဲ့မှပဲဖိလိုက်ရုံပဲနှစ်သန်သုံးသန်ရှိရဲ့စလုံးနေဆိုရင်တချို့ဘဲမှအသန်ဖိမယ်ဆိုတာစဉ်းစားရဥပမာ doctor two syllable ရှိတဲ့ noun လေးဆို dog မှဖိရဲ့ကွာအဲ့တော့ stress ရဲ့သဘောတရားပါလဲဆိုလေသူ့မှာ stress မှာ အချက်လက်၃ခုရှိရယ် criteria ၃ခုရှိရယ်ပေါ့အတန်းပို့ပြီးတော့ကျဲသွားအတန်း volume ကပို့ပြီးတော့ကျဲသွား louder ပေါ့နော်နောက်အတန်းရဲ့ pitch pitch ကလည်းပို့ပြီးတော့မြင့်သွားမယ်အတန်းဆူးဆူးလေးဖြစ်သွားမယ် pitch ကလည်းပို့ပြီးတော့မြင့်သွားမယ်ပေါ့နော်နောက်ပြီးရှင်အတန်းရဲ့ timing duration ကလည်းပို့ကြမယ်အချိန်ကိုပို့ဆွဲပြီးတော့ထွက်ပြရမယ်အဲ့တော့ longer louder higher အဲ့လိုမျိုး pronounce လုပ်ရတယ်ပေါ့နော်အဲ့လိုရှင်အတန်းထွက်တဲ့ခါကျရင် talk မှာလေအတန်းကိုဆွဲလိုက်တယ်ကွာ2 second လောက်အတန်းကိုမြင့်ပြီးတော့ပြောရဲ့ အကြာကြီးဆွဲပြီးတော့ပြောတယ်အတန်ကိုလည်းနည်းနည်းဆူဆူလေးဖြစ်အောင်ဖြစ်ပြောတယ်ဒါပေမဲ့ Tara မှာကြောက် Tara က stress မဖြစ်ဘူးအဲ့သူ့အတန်ပျော့သွားတယ်ကွာအဲ့တော့အဲ့လိုပျော့သွားတဲ့အချိန်မှာ and stress ဖြစ်သွားတဲ့အချိန်မှာဖြစ်တဲ့အတန်ကိုရွှာရွှာဆောင်လို့ခေါ်တယ်သူကြောက်ဘာမှဟိုအားဆိုင်ဆရာမလို့ဆွဲဆရာမလို့အာအာအဲ့ဒီတန် relax အောင်ပေါ့နော်အဲ့အဲ့နှစ်ခုပေါင်းလာလို့ရှိရင် natural ဖြစ်တဲ့အတန်ကိုရလိမ့်မယ်အဲ့တော့ကျွန်တော် dog မှာအတန်ကိုဆွဲလိုက်ပြီးတော့ Tara ရောက်တော့မှအတန်ကိုဖြုတ်လိုက် so hmm hmm doctor အဲ့လိုမျိုး pronounce လုပ်လို့ရရပေါ့နော်အဲ့တော့ t-shirt ဒီစလုံးလေးစားပြီးတော့ကြည့်ကြည့်မယ်နော်အဲ့ word မှာဆိုရင် t-shirt ဒီမှာဒါဆိုရင်လေ t teacher ဆိုရင် cha မှာအတန်မဖြစ်အောင် teach မှာပဲ t-shirt e ဆောင်းနဲ့အတန်ဖြစ်လိုက်မယ်ဆွဲလိုက်မယ် cha ရောက်လုံးဝဖြောက်လိုက်ဟွန်းဟွန်း teacher teacher and ဒါဆိုလေ computer ဆိုတလုံးချင်းဒီမဖြစ်နေတော့ pew မှာအတန်ဖြစ်ရဲ့အဲ့တော့ဟွန်းဟွန်းဟွန်း computer we pronounce like that အဲ့တော့ stress ဖြစ်ရနေမှာအတန်လေးကမြင့်သွားပြီကျွန်တဲ့နေရာမှာအတန်ကကျနေမှာပေါ့နော် and ဒါဆိုလဲကြည့်ကြည့် information ဆိုပြီးတလုံးကြီးတွေမဖြီးတော့ဟွဟွမေးမှာအတန်ကိုဖြီးမှာကျန်နိုင်ကောင်ကပျော့သွားလေဟို for လို့မထွက်တော့ far လို့ပဲထွက်တော့ infer လို့ပဲထွက်တော့ so information information we pronounce like that and now ဒီအားဆိုကြည့်ကြည့် student ဆိုပြီးအားမဆိုင်တော့ stew မှာအသံဖိမယ် den မှာပြော့သွားမယ် so hm hm student student and ဒါဆိုလဲ listen ဆိုပြီးတော့လေဆက်လုံးတိုင်းမှာအားမဆိုင်ဘူး hm hm list မှာဖိမယ် send မှာပြန်ကြအောင် t ရ silent ပေါ့နော် so listen listen we pronounce like that ်မှတ်သားဆိုရယ်တချို့က driver ဆိုပြီးတော့ I'm side dog drive မှာဖြေမယ် for မှာပြုတ်သွားဟွန်းဟွန်း driver driver singer singer ဆိုပြီးထွက်တော့ singer actor actor we pronounce like that အဲ့တော့ကိုကရွှာ sounds ကိုရမယ်ဆိုပြီးအတန်ထွက်မှာကိုယ့်ရဲ့စလုံးတော်တော်များများက natural ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကျစလုံးတွေကိုအတန်ထွက်တဲ့ခါကျရင်စလုံးတိုင်းကိုအားဆိုင်ပြီးတော့ ထွက်เสียမလို့ဘူးပေါ့နော်ဟိုဖိဖို့လေးလုပ်ပြီးထွက်လို့ရဥမာဒါဆိုရင်ဟို internet ဆိုပြီးတော့တလုံးချင်းနေဖိเสียမလို့ in my stress ဖိဟိုဂျန်တဲ့တန်နေကပြုတ်သွားမှာဆိုဟွန်းဟွန်း internet internet အဲ့လိုမျိုးလေးထွက်လို့ရရပေါ့နော်အဲ့တော့ဒီချက်ဆက်လုံးတွေကိုအဲ့လို watch stress အတွက်အတန်ထွက်ကိုလေ new delivery ရခြင်းတခြားဒီဗီဒီယိုမှာလုတ်ပြတယ်လို့ hamming လို့ခေါ်အရင်ဆုံး melody ကိုယင်လိုက်ထွက်ကြည့်ပေါ့ဟွန်းဟွန်းဟွန်းပြီးတော့မှအဲ့ဒီမှာဆက်လုံးတွေထည့်လိုက် internet အဲ့လိုမျိုးဆိုကိုယ့်ရဲ့ဟိုဆက်လုံးအတန်ထွက်တဲ့ခါကျရင်ကိုယ်တန်နောက်ထောင်လို့ကောင်းမယ်အနေနဲ့တက်ကြလေးရှိမယ်ပေါ့နော်အဲ့တော့အခုတခြားတလုံးချင်းစီရဲ့အတန်ထွက်ကိုသိပါ යි မလားအဲ့တခြားနဲ့တူ sentence ကို pronounce လုပ်ကြည့်မယ်နော် He's a waiter. ဒီရှေအညီလေးနဲ့ပြတာရဲ့ဟိုဒီနေရာလေးမှာအတန်ကိုရှွာဆောင်းတော့မှာအဲ့တော့ he's a waiter လို့မထွက်တော့ waiter ဟွန်းဟွန်းတန်ကိုဖြောက်လိုက်မှာနော် he's a waiter he's a waiter she's seven she's seven seven ဆိုပြီးထွက်နေတော့ van မှာတန်ကိုလုံးဝဖြောက်လိုက် she's seven is poland is po is in poland poland ဆိုပြီးထွက်နေတော့ learn my shua salmon. So is in Poland. Good afternoon. Good afternoon so we term it. Term I don't know pure Good afternoon. Answer the questions. Oh answer answer. Shua sound So answer the question. Answer the question. Just a moment more so have ဟို moment ဆိုပြီးတော့မဖြစ်တော့တလုံးချင်းစီ man မှာရွှားဆောင်တော့ just a moment ဟွန်းဟွန်း mm -hmm. moment It's from brazil ဒီချက် stress ကဇဲမှာဖြစ်ရွာအဲ့ရဟို brazil ဆိုပြီး bra မှာမဆွဲတော့ bra မှာရွှားဆောင်မဲ့တော့မှာ so it's from brazil ဟွန်းဟွန်း brazil It's from brazil and i'm a singer singer လို့မထွက်ဘူးဖြုတ်ရမယ်ပေါ့နော်အတန်း I'm a singer No problem no problem ဆိုပြီးတော့ plan မှာဖိနေရောရွှားဆောင်မယ် No problem ဟွန်းဟွန်း mm -hmm. No problem He's an actor He's an actor တာဦးလေမဖိဘူးရွှားဆောင်တော့မယ် my an actor ဟွန်းဟွန်း He's an actor, mm -hmm. He's an actor is in China. China, so we terminal. Nerma, Shua So is in China. I don't understand. understand, so we don't Derma, down, pure light. Hmm, hmm, hmm. So I don't understand. I don't understand. you can pronounce like that အဲ့တော့တချို့အရင်ဆုံးတလုံးချင်းစီကိုရအောင်ထွက်ကြည့်ပြီးလို့ရှိရင်တချို့ပေးရ sentence တွေနဲ့ like ပြီးတော့ထွက်ကြည့်ပေါ့နော်အဲ့ဆိုရင်အတန် watch stress မှာဖိမယ် stress မဖိရညမှာဆိုရင်ရှွာဆောင်လေးလာတတ်တယ်ဆိုတာကိုကိုကတတိချောင်းမိပါလိမ့်မယ်ပေါ့နော် so thank you for watching the video